စစ်သားတွေအစိုးရဝန်ထမ်းတွေနဲ့အငိမ့်သားစစ်သားဝန်ထမ်းအလုံးကိုထောက်ပံ့ရေးခေါင်းစဉ်အောက်ကနေကြက်ငွေ3000စီအော်တိုဘာလကစပြီးတိုးပေးဖို့စစ်ကော်မရှင်ရဲ့ဗန္ဒာရီနဲ့အခွန်ဝင်ကြီးဌာနကကြေညာထားပါတယ်။ဒါသာတိုးဖို့ကိုတော့လက်ရှိစစ်ကော်မရှင်ရဲ့ပြည်ထောင်စုဝန်ကြီးရထားတဲ့ဒေါက်တာကံစောကလက်မှတ်ထိုးအတည်ပြုထားတာဖြစ်ပါတယ်။စစ်ကော်မရှင်အနေနဲ့ရွေးကောက်ပွဲနီးမှဝန်ထမ်းတွေကိုလစာတိုးပေးတာကတိုးရတဲ့နီးနဲ့မဲဆွယ်တာဖြစ်တယ်လို့ ရွေးကောက်ပွဲလေးလာစောင့်ကြည့်သူကသုံးသပ်ပါတယ်ကျွန်တော်ကျွန်တော်2020မှာဆိုရင်ဒီပေါ့နော်ဒီ NLD လက်ထက်မှာဆိုရင်လည်းကျွန်တော်တို့ဝန်ထမ်းတွေကိုလာတာကိုချေချေခွင့်ပေါ့ပေးထားခဲ့တာရှိပါတယ်။အဲ့ဒါကလည်းကျွန်တော်တို့ဝန်ထမ်းတွေကလာတာရတဲ့အတွက်ဒီဆိုးရကငါတို့ဆိုးရပဲဆိုပြီးလည်းအဲ့လိုမျိုးပေါ့နော်။ဒါကလည်းကျွန်တော်တွေ့ white knee နဲ့မဲဆွဲတာပေါ့။အဲအခုလည်းဒါကအခုဒီခါကျတော့ဟိုတွေ့ white knee နဲ့မဟုတ်ဘူးပေါ့ဗျာ။ဒီခါကျတော့ပို့ပြီးတော့ ဘုရားဖြစ်တာဘုရားအကျွေးချီးတယ်ဆိုတာပြန်ဆက်ကြတယ်ဒါကြတော့ဟိုတခါလဲဟိုဟိုဘောနော်လာသာတိုးပေးလိုက်တယ်ဆိုတော့လက်ရှိအချိန်နေရတော့ကျွန်တော်တို့ကဟိုဘောနော်တိုင်းပြည်ရဲ့အချိန်နေရတော့ဒီဘောနော်ကုန်စည်နှုန်းတွေတက်တယ်လာသာတိုးပေးပြီမဲ့လေအချင်းအချိန်မှာတိုးလာတယ်အစိုးရဆိုရင်ရွေးကောက်ဝယ်မတိုင်ခင်နဲ့တိုးရမှာပေါ့ဗျရွေးကောက်ဝယ်နီးမှာတိုးတယ်ဆိုတာဒါရွေးကောက်ဝယ်မဲဆွယ်နီးခုလို့ခေါ်တာပေါ့ဗျစစ်တပ်အာဏာသိမ်းကာလအတွင်း၂023ခုနှစ်မှာတစ်ကြိမ်၂024ခုနှစ်မှာတစ်ကြိမ်ကျပ်3000စီလာစာတိုးပေးခဲ့ဘူးကြောင့်လဲ အခုတစ်ခေါက်မင်းစာမှာဖော်ပြထားပါဗျ။စစ်ကောင်မရှင်ကထုတ်ပြန်ထားတဲ့အချက်လက်တွေအရမြန်မာနိုင်ငံမှာအစိုးရဝန်ထမ်းတန်းကျော်ရှိပြီးအများစုဟာနေမြေရခြားမှာတာဝန်ထမ်းဆောင်ကြရတဲ့အတွက်ကြိုတင်မဲပေးကြရတာပါ။အစိုးရဝန်ထမ်းတွေကိုလစာတိုးပေးလိုက်ပေမဲ့နောက်ဆက်တွဲအနေနဲ့ကုံစင်းနှုံထက်တက်လာပြီးအခြေခံလူဒန်းစားတွေအပေါ်မှာပုံပြီးကြက်တဲလာတယ်လို့စီးပွားရေးပညာရှင်ကထောက်ပြပါဗျ။ ်တော့တော့ကလုံးကြီးကလုံးရဲ့ဒီ900တောင်ဖြစ်သွားပြီနံပါတ်တစ်ချက်က800တောင်ဖြစ်သွားပြီဘေးတစ်ခုက2000 2500ဖြစ်သွားတော့ဗျာဒါဈေးကွက်မှာနော်အောက်ထိပ်မှာအောက်ထိပ်မှာဖြစ်တဲ့ဟာဆိုဒီဘက်ကဘယ်လိုလာမလဲဆိုတော့ဘုံတရားလေးဈေးလုံးကတက်ဖို့ပဲစဉ်းစားတာပေါ့ဗျာနော်အမမာတော့ဒါစူအဝန်န်းနေလေပြတ်သေးတော့နိုင်ငံတော်စူအနေနဲ့ကတော့ဒါဟိုသူ6လောင်လို့တိုးပေးလိုက်တာပေါ့နော်ဒါပေမဲ့ တစ်ဖက်ကဈေးကွက်ကိုမထိန်းမိနိုင်ရင်တော့ဈေးကွက်သမားကလည်း तू က profit ကိုဘယ်လိုတူးရအောင်တူးမလဲပဲသူစဉ်းစားနေတာဟုတ်ဗျဆိုတော့ကျွန်တော်တို့ရှိကအဲ့ဒါဂျာယီသူမြိုင်နေတာပဲဗျကုန်ရင်းတော့တအားတက်လာတော့ဘောနော်တော့တအားတက်လာတအားတက်လာတဲ့ impact ကိုတော့ PD ကတော့တော့ဆောက်ခံနေရအဲ့ဒါကိုကျွန်တော်မပြင်းနိုင်ရလားစရာကလည်းကျွန်တော်တို့ဒါကျက်တာတွေတော့ရတော့ရှိမှာဗျ 2023ခုနှစ်မှာဝန်ထမ်းတွေလစာတိုးပြီးတဲ့နောက်အမေရိကန်ဒေါ်လာတန်ဖိုးဟာ7900ကျော်တဲ့အထိအမြင့်ဆုံးစာရင်းတင်မြင့်တက်ခဲ့တဲ့ဥပမာတွေလည်းရှိနေပါဗျ။စက်ရုံအလုပ်ရုံတွေကလှုပ်သားတွေအခြေခံလောကတိုးပြီးဖို့တောင်းဆိုနေမှုတွေကိုမတိကျိုးကြုံပြုခဲ့တဲ့စစ်ကော်မရှင်ဟာအစိုးရဌာနတွေနဲ့အဖွဲ့အစည်းတွေမှာဝင်ရောက်လုက္ကိုင်းနေသူနေဆောင်ဝန်ထမ်းတွေကိုတော့တရက်စာလောက်အားကကိုအပိုထောက်ပံ့ကြီးတထောင်းဆိုပြီးလာတာတူပေးထားတာတွေ့ရပါဗျ။ တို့ကိုလည်း2023ခုနှစ်မှာတစ်ကြိမ်2024မှာတစ်ကြိမ်တစ်ထောင်စီတိုးပေးပူပါတယ်။